တန်ဃာတန်ဃာတော်များများကိုပူဇေမူပူဇော်ပါရည်ရာကဲအာဟုကဖះရှိခိုးနေတာနော်တရိษံတွေဟာလေအကုသိုလ်စိတ်နဲ့ပြိတန်တွေနေကြတဲ့အဟိတတဝါတွေဖြစ်တာမှန်ပြမဲ့သူတို့တွေလည်းပဲတခါတရံမှာကုသိုလ်ဖြစ်ခွင့်ရပြီးတော့တရိษံဘဝကနေကျွတ်သွားတာတွေရှိတယ်သင်ရှားတဲ့တာရကတစ်ခုကိုခြားပြရမယ်ဆိုရင်ဝိသုဒ္ဓိမတ်မှာ မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကမြတ်စွာဘုရားဟာဂဂရာအမိရှိတဲ့ရေအိုင်ကြီးနားမှာစံပါမြို့သူမြို့သားတို့အားတရားဟောကြားနေပါတယ်။အဲ့ဒီလိုတရားဟောကြားနေတဲ့မှာရေအိုင်နားမှာရှိတဲ့ဖားကလေးတစ်ကောင်ဟာမြတ်စွာဘုရားကြီးအတန်ကိုတာယာတဲ့အတွက်ကြောင့်ငါးကြားနေပါတယ်။ထို့အချိန်မှာရွာကျောင်းသားတစ်ယောက်ကဖားကလေးရဲ့ကြောအပေါ်ကိုဝရင်ထုံးနဲ့ထောက်လိုက်တဲ့အတွက်ကြောင့်ဖားကလေးဟာအဲ့ဒီနေရာမှာပဲတည်ဆုံသွားပါတယ်။ ို့တော်လည်းပဲမြတ်စွာဘုရားဤတရားအတန်ကိုတာယာတဲ့စိတ်နဲ့နာကြားခဲ့တဲ့အတွက်ကြောင့်နတ်ပြည်မှာမန္တုကဒေဝပုတ္တဆိုတဲ့အမည်နဲ့ဖားနတ်သားတွားဖြစ်ပါတယ်။ဒါကြောင့်တခါတည်းမှာတရိစ္ဆာန်တွေဟာလည်းပဲကုသိုလ်ဖြစ်ခွင့်ရပြီးတော့ပြုတ်သွားတာတည်းရှိတတ်တယ်နော်။အရှင်ဘုရားမနတ်အိယာထခြင်းယရနာ၃ပါးတရဏဂုံကိုရွတ်ဆိုရင်ငရဲကြီးပါသလားဘုရား။ညနာမသိပဲဆိုရင်ငရဲကြီးတယ်ပြောလို့ပါဘုရား။ ဗီဒီယိုလေးနဲ့ပြန်ဖြေပေးပါဖရားတဲ့မနက်အိယာထားတဲ့အခါမှာမျက်နာမတည်ဖဲနဲ့တရဏဂုံ၃ပါးကိုရွတ်ဆိုရင်ငရေကြီးတယ်လို့တော့ဖရားဟောမှာမရှိပါဘူးနော်တရဏဂုံဆိုတာကလေဘယ်အချိန်ပဲရွတ်ရွတ်ရွတ်တဲ့သူကိုကုသိုလ်ဖြစ်စေပါတယ်သို့တော်လည်းပဲဖရားရှင်လက်ထက်တော်အခါကသောတာပန်ဖြစ်တဲ့အနာထပိန်တထေးကြီးဟာ နန်းနန်းမိုးတောက်အလင်းရောက်လို့အိယာကထားတဲ့အခါမှာမျက်နာတက်သွားတိုက်ခြေလက်တွေကိုတန့်စင်စေကြောပြီးမှသာမြတ်စွာဘုရားဤဂုံတော်တွေကိုတီကျူးရွတ်ဆို၍ပူဇော်တယ်လို့ဆိုပါတယ်။ဒါကြောင့်မနက်အိယာထားတဲ့အခါမှာမျက်နာမတက်ဘဲတရဏဂုံ၃ပါးကိုရွတ်ဆိုခြင်းဟာငရဲမကြီးတော်လည်းပဲရှိရှိသောအရိယာသူတော်ကောင်းတို့ဤကောင်းမြတ်သောအကျင့်ကိုအတုလိုက်သောအဖြစ်မျက်နာတက်သွားတိုက် ခြေလက်တန့်စင်စေကြောပြီးမှတရဏဂုံရွတ်ဆိုခြင်းဟာဥွေကောင်းမြတ်တယ်လို့ပြောကြပါတယ်အရှင်ဖေယဖះမှာတသက်လုံးအရက်မတော့တော့ပါဘူးလို့ဆိုတောင်းပြီးဖះကိုအရက်လှူတာငရေကြီးနိုင်လားဖះဖြေချပေးတော်မူပါဖះတဲ့ဖះကိုအရက်လှူတယ်ဆိုတာအရက်ပလင်းလိုက်ကြီးသွားလှူတာကို ပြောတာမဟုတ်ပါဘူးမိမိကိုယ်တိုင်အရက်မတော့တော့ဘူးဆိုတဲ့အကြောင်းအရက်တောက်ချင်းမှရှောင်ကျင်ပါတော့မီဆိုတဲ့အကြောင်း ဖျားရှိမှဂတိကဝုပြုတာကိုပဲဖျားကိုအယက်လှူတယ်လို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်အဲ့ဒီလိုဂတိကဝုပြုပြီးဖျားကိုအယက်လှူခြင်းဟာမိသည့်ငရဲမှမကြည်သည့်အပြင်ဖျားအဆရှိသောပညာရှိသူတော်ကောင်းများကဝမ်းမြောက်ဝမ်းသာတာဓုခေါ်ပါတယ်ဒီမိကုံးပိုင်ရှင်တကာလေးလဲတကယ်အယက်ဖြတ်မယ်ဆိုရင်ဥစဉ်ကိုယ်တိုင်ကလည်းဝမ်းမြောက်ဝမ်းသာတာဓုခေါ်ပါတယ်ဒီမိခွန်းရဲ့လူရင်းအတိတ်ပဲကမိန်းကလေးပုံတွေကိုခေါင်းရဲမှထားရင် ဘုံနိုင်တယ်ဆိုတာဟုတ်ပါသလားလို့မေးလို့တဲ့အထိပယ်ဖြစ်ပါတယ်ဘုံကနိုင်တယ်ဆိုတာဟာအကုသိုလ်ကံကြောင့်နိုင်တာဖြစ်ပါတယ်ဘုံကမြင့်တယ်ဆိုတာဟာကုသိုလ်ကံကြောင့်မြင့်တာဖြစ်ပါတယ်ဘုံကနိုင်ခြင်းမြင့်ခြင်းသည်ကုသိုလ်ကံအကုသိုလ်ကံနဲ့ပဲဆိုင်ပါတယ်မိန်းကလေးပုံခေါင်းရင်ထားခြင်းမထားခြင်းနဲ့မဆိုင်ပါဘူးသို့တော်လဲမိန်းကလေးပုံတွေကိုခေါင်းရင်မှာထားခြင်းဟာအမြင်ပတာဒအနေနဲ့မတင့်တယ်တာကြောင့် မထားသင့်ဘူးလို့တော့ပြောခြင်းပါတယ်အရှင်ဖေရတပည့်တော်စွန်းတော်စွန်းလိုက်တဲ့ခမင်းလုံးကအောက်ကိုကြပြီးတပည့်တော်ခြေနဲ့နင်းမိသွားပါတယ်အဲ့ဒါအပြစ်ဘာထိလဲဖေရတဲ့ဖေရစွန်းတော်ကိုစွန့်လိုက်ပြီဆိုတဲ့ကိုကဖေရစွန်းတော်မဟုတ်တော့တဲ့အတွက်တက်နင်းမိလဲဘာမှအပြစ်မဖြစ်ပါဘူးမြတ်စွာဘုရားက စေတနာဟံဘိခဝေကမ္မံဝရာမိခြေသားတို့စေတနာကိုကံဟုမာဖျားဟောတော်မူ၏တဲ့ စေတနာနဲ့လှုပ်တာမဟုတ်တဲ့အတွက်ဘာအပြစ်မှမထီဘူးလို့မှတ်သားထားရပါမယ်။ဖြေးပေးစေခြင်းပါတယ်ဖေရ။တပည့်တော်အိမ်မှာခွေးမွေးထားပါတယ်။ခွေးလေးကိုချစ်လို့တပည့်တော်နဲ့ပဲအတူအိတ်ခိုင်းပါတယ်။အဲ့ဒါလက်ပိတ်ပါလားဖေရတဲ့။ကျမ်းမာယေရှုတော်ကပြောရမယ်ဆိုရင်တော့တရိတ်ဆန်တွေရဲ့ခန္ဓာမှာရှိတဲ့ယောဂပူးမွားတွေဟာလူတွေရဲ့ခန္ဓာကိုယ်ကူးစက်နိုင်တဲ့အတွက်အတူမအိပ်သင့်ဘူးလို့ပြောခြင်းပါတယ်။ ဘာသာရေးရှုထောင့်ကပြောရမယ်ဆိုရင်တော့လက်ပိတ်ချင်းပြီးခွေးနဲ့အတူအိတ်ချင်းမအိတ်ချင်းနဲ့မဆိုင်ပါဘူးကုသိုလ်ကံအကုသိုလ်ကံနဲ့ပဲဆိုင်ပါတယ်အကုသိုလ်ကံအကျိုးပေးလာပြီဆိုရင်အဲ့ဒီလူဟာဘာလို့လို့မအောင်မြင်တော့ပါဘူးဒါကိုပဲလူတွေကလက်ပိတ်တယ်လို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်လက်ပိတ်တာကို အလိုမရှိပါက အကုသိုလ်ကံဝင်ခွင့်မသာအောင်ကုသိုလ်ကောင်းမှုများများလုပ်ပါလို့ပြောခြင်းပါတယ်ဦးစင်းဖေယဖေယရှင်လက်ထက်တော်က ကောသလမင်းကြီးက32ဘုံမှာမရှိဘူးပြောနေလို့ဟုတ်ပါသလားဖေဟာတဲ့32ဘုံမှာမရှိဘူးဆိုမှတော့နိဗ္ဗာန်ရောက်တဲ့သဘောဖြစ်သွားမှာပေါ့အဲ့ဒီလိုမဟုတ်ပါဘူးမင်းမြန်းလျှောက်ထားတဲ့သူမရှိလို့ဖေဟာမဟောခဲ့သည့်အတော့ကောသလမင်းကြီးရောက်ရာဘုံဌာနကိုမပြောပြနိုင်ခြင်းဖြစ်ပါတယ်တိတကူဆရာတော်ကြီးဗုဒ္ဓဂါယာရောက်တော့ကောင်းမှုပြုအမျှဝေခြင်းတတိကျောက်စာထိုးတဲ့အခါတုတိတာနတ်ဘုံ၌ရောက်နေသောအနာတပိန်တထေကြီးအား၎င်း ိမာနရတိနတ်ဘုံ၌ရောက်နေသောဝိသာခာကျောင်းအမကြီးအား၎င်းသရုမဟာယေဘုံ၌ရောက်နေသောဗိမ္မိသာရမင်းကြီးအား၎င်းဘေဘုံဘေဌာနသို့ရောက်နေမှမသိသောကောသလမင်းကြီးအား၎င်းအမျှပေးဝေပါ၏လို့ကပီးကြောက်စာရေးထိုးထားတာရှိပါတယ်။ဒါကြောင့်ကောသလမင်းကြီးသည်32ဘုံမှမရှိတာမဟုတ်ပါဘူး။သူ့ရဲ့ရောက်ရဘုံဌာနကိုမပြောပြနိုင်ခြင်းဖြစ်ပါတယ်။အရှင်ဖေယသာသနာတော်ဆောင်နမင်းကြီး၄ပါးက တကယ်ရှိပါသလားဖရာတဲ့နာမင်းကြီးလေးပါဆိုတာတထရထဝိရူပခဝိရူလကကုဝေရဆိုတဲ့နာမင်းကြီးလေးပါကိုပြောတာဖြစ်ပါတယ်ဖြာပုံတိုက်သိစရာတော့အရှင်ဩဘာသာဘိဝန္တရေးတဲ့သူတေသနတယုတ်ပြအဘိဓမ္မကျမ်းမှာမြင့်မတော်ဤအရှိဘတ်ကိုတထရထနာမင်းကြီးစောင့်ပါတယ်အနောက်ရက်ကိုဝိရူပခနာမင်းကြီးစောင့်ပါတယ်တောင်ရက်ကိုဝိရူလကနာမင်းကြီးစောင့်ပါတယ်မြောက်ရက်ကို ကုဝေရနမင်းကြီးစောင့်ပါတယ်လို့ရေးသားထားပါတယ်။ဒါကြောင့်နမင်းကြီးလေးပါးဟာတကယ်ရှိနိုင်တယ်လို့ပြောခြင်းပါတယ်။မွေကြိုက်တယ်ဆိုတာကိုသိတော့မွေစိတ်ပြက်ပြက်အောင်ဒုသုံးယောက်တစ္ဆာဆူရမယ်ဆိုပြီးယတိကြီးကစာ၍တစ္ဆာဆူပါတယ်။ကျွန်ုပ်သည်တရာရှိ၍ယတိဝိနေခြင်းမဟုတ်ပါ။အစားချောင်အနေချောင်ရေးတာယတိဝိနေခြင်းဖြစ်ပါသည်။ဤတစ္ဆာစကားမှန်ကန်ပါကမွေစိတ်များလျှော့ကြပါစေလို့တစ္ဆာဆူလိုက်တာမွေစိတ်တွေဟာခါတီလျှော့ကြသွားပါတယ်။တခါတခါကြီးက ကျွန်ုပ်ဒီဒီရသေးကြီးကိုကြည်ညို၍ကိုးကွယ်နေခြင်းမဟုတ်ပါမိမဘက်ကကိုးကွယ်ရေးတာကိုးကွယ်နေရခြင်းဖြစ်ပါသည်ဤတစ္ဆာစကားမှန်ကန်ပါကမူစိများလျှော့ကြပါစေလို့တစ္ဆာဆိုလိုက်တာမူစိတွေဟာဒုစိတိလျှော့ကြသွားပါတယ်တခါဒကမာကြီးကကျွန်ုပ်ဒီဒီလင်ယောက်ျားကိုချစ်ခင်နှစ်သက်၍ပေါင်းသိနေရခြင်းမဟုတ်ပါမိဘနှစ်ပါးကအတင်းပေးစားထား၍သာပေါင်းသိနေရခြင်းဖြစ်ပါသည်ဤတစ္ဆာစကားမှန်ကန်ပါကမူစိများလျှော့ကြပါစေလို့တစ္ဆာဆိုလိုက်တာမူစိတ်တွေပြက်ပြဲပြီးခလေးလေးဟာအကောင်းပကတိတိုင်းပြန်ဖြစ်သွားပါတယ် ်ဒီလောက်ဆိုရင်ဒီမေကွန်းပိုင်ရှင်အနေဖြင့်တစ္ဆာရဲ့သဘောတရားနဲ့တစ္ဆာဆိုရခြင်းရဲ့အကျိုးတရားကိုသိရှိလောက်ပြီလို့ထင်ပါတယ်